တနေ့ရန်ကုန်မြန်ကုန်သတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့ထရာထသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာသူရာဆွန်လင်ဘုဒ္ဓဝင်ဖြစ်စုပုဇော်ပွဲမဟာဘုဒ္ဓဝင်ဒေသနာတော့နောက်ဆုံးဆင်ဖြစ်စုပုဇော်ခြင်းနဲ့ဝယ်နေသဖြင့်ခံနာကျင်းပါတဲ့သတင်းဖြစ်ပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစုံလင်ဘုဒ္ဓဝင်အဖွဲ့ဗဟိုထွာတသမအချိန်မြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစုံလင်ဘုဒ္ဓဝင်ဖြစ်စုပုဇော်ပွဲမဟာဗုဒ္ဓဝင်ထေတနာတော်နောက်ဆုံးဆင်းဖြစ်စုပုဇော်ပွဲနဲ့စုနှင်းသဘင် အခမ်းအနားကို အမေလာ29ရံမောလေတနားရီခွဲရင်ရန်ကုန်မြို့အမျိုးသားဇယုံရန်ကုန်မှာကျင်းပဆောင်တည်ရပါတယ်။အခမ်းအနားသို့နိုင်ငံတော်အတန်းကားမဟာနိုင်ကအဖွဲ့ဥက္ကဋ္ဌတန်လင်းမြို့မင်းချောင်းပဋ္ဌာန်းပြန်စာတင်တိုင်းဦးစီးပဌာနာနိုင်ကဆရာတော်ဒေါက်တာဘတ်တန်နာစန်နီမာပြည်ဝင်သာနိုင်ငံတော်အတန်းကားမဟာနိုင်ကအဖွဲ့အဖွဲ့ဝင်ဆရာတော်များရှောင်းကိုတိုင်းဒေသကြီးတန်ခါနိုင်ရကအဖွဲ့ဥက္ကဋ္ဌဆရာတော်တို့ကြွယောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများမြန်မာနိုင်ငံလုံးဆိုင်ရာဒုတာဆောင်လင်းဗုဒ္ဓဝင်အဖွဲ့ဗဟုနိုင်ရကနဲ့အဖွဲ့ဝင်များတာဝန်ရှိသူများအလူရှင်များဆရာဆရာမများကျောင်းသားကျောင်းသူများဆရာရှိသူများနဲ့ဖေးကြားထားသူများတက်ရောက်ကြပါတယ်။ ရှေဦးစွာနမောတတဗုဒ္ဓဗနာမဖြင့်အခမ်းအနားကိုဖွင့်လှစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်လင်းဗုဒ္ဓဝင်အဖွဲ့ဗဟုဥက္ကဋ္ဌဆရာတော်ဒေါက်တာပန္နိတဘိက္ခုကသုဒ္ဓဆောင်လင်းဗုဒ္ဓဝင်အဖွဲ့လုပ်ငန်းရှင်များရှင်းလင်းပြောကြားပါသည် အဒီနာဒရာတသမအကျင်းမြန်မာနိုင်ငံလုံးဆိုင်ရာသုတာဆောင်လင်ဗုဒ္ဓဝင်ပြည်စုပူဇော်ပွဲဆိုင်ရာဆယ်သိန်းနဲ့အထက်မတီအလူရှင်များကိုဂုံပြုမှတ်တမ်းလွှဲများပေးတော်မူကြပါသည်ဆက်လက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာသုတာဆောင်လင်ဗုဒ္ဓဝင်အဖွဲ့ဘဟုအဖွဲ့ယုံဗိမာန်တော်ကြီးဒီဆောင်နိုင်၏အတွက်နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ကထာတန်လီမြို့မင်းကျောင်းဆရာတော်ဒေါက်တာဗဒ္ဒနာစန္ဒီမာပြည်ဝင်သားကချက်သိန်းတရာနှင့်ဒရာတသမအကျင်းမြန်မာနိုင်ငံလုံးဆိုင်ရာသုတာဆောင်လင်ဗုဒ္ဓဝင်ပြည်စု ပူဇော်ပွဲအတွက်ကျပ်သိန်း50ရူကိုပေးရလူရန်ရောင်းသုဒ္ဓဆွန်လင်းဘုတော်ဝင်အဖွဲ့ဘဟုနိုင်ရကဦးစိန်မောကလက်ခံပါတယ်ဆလဘီအလူအထွတ်သိန်း90နဲ့အထံမတီအလူရှင်များကိုဥဆောင်စရာရောကြီးများကဂုံပြူမတန်လွှာများပေးရကြပါရယ်အဲဒီနောက်ပွဲနှင်းသဖြင့်အခမ်းအနားကျင်းပါရာ ဗုဒ္ဓဝတ္တန်ဒီပလိုမာအောင်လက်မှတ်ရရှိသူများအားမြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစွန်လင်ဗုဒ္ဓဝင်အဖွဲ့ဘဟုဥက္ကဋ္ဌဆရာတော်နှင့်ခုံထူးဆောင်ဆရာတော်များကပေးရခြင်းမြင်ကြပါသည်။ ကျွာတသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဗုဒ္ဓဝင်ဖြစ်စုပူဇော်ပွဲမဟာဗုဒ္ဓဝင်ထေတနာတော်နောက်ဆုံးဆင်း Grand Final ကိုမေလ28ရက်နေ့ပိုင်းကဖြစ်စုခဲ့ကြရာမအီကြဖြူကရာမန်129တသမ၄မှတ်ဖြင့်ပထမမောင်ကောင်းရှန်ကရာမန်128တသမ၈မှတ်ဖြင့်ဒုတိယမတ်သစင်ထုံးကရာမန်128တသမ၂မှတ်ဖြင့်တတိယမမှုကျေစင်ကရာမန်128မှတ်ဖြင့်စရုပ်ထ မနှင်းထထအေကရမတ်123ဒသမ6မှတ်ဖြင့်ပြင်စမမောင်သက်လွင်ထူကရမတ်136မှတ်ဖြင့်စမအတိတ်ရရှိခဲ့ကြပါသည် ညနေပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝင်ကြီးများကပထမဆုရရှိခဲ့တဲ့မအီကြာဖြူကမြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစွန်လေဗုဒ္ဓဝင်အဖွဲ့ဗဟုဒွါဒတမအကျင်းမြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစွန်လေဗုဒ္ဓဝင် ဖြစ်စိုးပူဇော်ပွဲစုငွေချက်သိန်း၁၂၀အစီအစဉ်ကိုဆက်လက်ဖြစ်စိုးနေမှုကိုကြည့်ရှုအားပေးပြီးဒွါဒတမအကျင်းမြန်မာနိုင်ငံလုံးဆိုင်ရာဒုတာစွန်လေဗုဒ္ဓဝင်ဖြစ်စိုးပူဇော်ပွဲစုကြည့်မြင်ရအတွက်အလွန်ဝေးပေးရလှူဒါန်းကြကြောင်းသိရပါတယ်ဒီ တင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးနေ့ဆက်မဲ့တင်းကတော့2025ခုနှစ်ပြည်နယ်နဲ့အတိုင်းဒေသကြီးလှေလောအမျိုးသားအမျိုးသမီးပြိုင်ပွဲနဲ့စုချင်းမြင်ပွဲကျင်းပတဲ့တင်းဖြစ်ပါရဲ့။ 2025ခုနှစ်ပြည်내နဲ့တိုင်းဒေသကြီးလေလောအမျိုးသားအမျိုးသမီးပြန်ပွဲနဲ့စုချင်းမြေပွဲအခမ်းအနားကိုမေလ29ရက်မော်လယ်ပိုင်းကရန်ကုန်မြို့အင်ယာကန်နဲ့ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်အစိုးသိရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘူချုပ်ပြေဆောင်လင်းအောက်ကစားနေလူငယ်ရှိရာဝင်ကြီးဌာနဒုတိယဝင်ကြီးဦးထိန်လင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများအောက်ကစားနေလူငယ်ရှိရာဝင်ကြီးဌာနမှတာဝန်ရှိသူများမြန်မာနိုင်ငံလေလောအဖွဲ့ချုပ်ကထာဦးတောင် ုင်မင်းနဲ့အဘဇာသမားများတက်ရောက်ကြကြောင်းသိရပါတယ်။ရွှေဦးစွာတိုင်းဒေသကြီးဝင်ကြီးချုပ်နဲ့တက်ရောက်လာသူများကလေးတော်ပြန်ပွဲဘိုလ်လူပွဲစဉ်များရှင်ပြိုင်နေမှုကိုကြည့်ရှုအားပေးပါတယ်။ဆက်လက်ပြီးစုစည်းမြင့်ပွဲကျင်းပရာအမျိုးသမီးမီတာ900စေတက်လိုပြန်ပွဲတွင်ပထမဆုရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းဒုတိယဆုရရှိတဲ့အေယဝတီတိုင်းဒေသကြီးအသင်းနဲ့တတိယဆုရရှိတဲ့မွန်ပြည်နယ်အသင်းတို့အားတအူးချင်းစုတဲ့စိန်နဲ့ဂုံပြူချင်းမြင့်ငွေများကိုအာကစားနဲ့လူငယ်ရှိရာဝင်ကြီးဌာန ဒုတိယအမြဲရန်အတင်းဝန်ဦးကျော်စံက၎င်း အမျိုးသားမီတာ900ဆက်တက်လို့ပြန်မွေးရင်ပထမဆူရရှိတဲ့အေယဝတီတိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့ရှမ်းပြည်နယ်အသင်းတို့အားတဝူချင်းစုတဆိုင်နဲ့ဂုံပြချင်းမြင်ငွေများကိုမြန်မာနိုင်ငံလှေလောအဖွဲ့ချုပ်ကထာဦးတောင်းထိုင်မင်းက၎င်းအမျိုးသမီးအမျိုးသားမီတာ900ဆက်တက်လို့ပြန်မွေးရင်ပထမဆူရရှိတဲ့အေယဝတီတိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့ရှမ်းပြည်နယ်အသင်းတို့အားတဝူချင်းစုတဆိုင်နဲ့ဂုံပြ ူချင်းမြင်ကွင်းများကိုမြန်မာနိုင်ငံလှေလောအဖွဲ့ချုပ်အတွင်ရေးမှုဦးသက်လွင်က၎င်းအတီးတီချင်းမြင်ကြပါရယ်။အဲဒီနောက်အမျိုးသမီးအမျိုးသားမီတာ920တက်လို့ပြန်ဝရင်းပထမဆူရရှိတဲ့အေယဝတီတိုင်းဒေသကြီးဒုတိယဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့ရှမ်းပြည်နယ်အသင်းတို့အားတဝူချင်းစုတစိမ့်နဲ့ဂုံပြူချင်းမြင်ကွင်းများကိုရန်ကုန်တိုင်းဒေသကြီးအဆိုရအဖွဲ့တိုင်းဒေသရှိအောင်ဝင်ကြီးဦးစောဇက်ကိုထူကား၎င်း အမျိုးသမီးမီတာ၂၀၀ဆက်တက်လောပြန်ဝင်ရင်ပထမဆူရရှိတဲ့အေယာဝတီတိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့ရှမ်းပြည်နယ်အသင်းတို့အားတဝူးချင်းစုတဲ့စိန်နဲ့ဂုံပြူချင်းမြေငွေများကိုအေယာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေယာဉ်ဝင်ကြီးဦးခင်မောင်ကြီးက၎င်း အမျိုးသားမီတာ200စေတက်လို့ပြန်မွေရင်ပထမဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့အေယာဝတီတိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့မန္တလေးတိုင်းဒေသကြီးအသင်းတို့အောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တည်ရန်စတာရှီယာဝင်းကြီးဦးစောဝင်းက၎င်းအတီးတီးချင်းမြဲကြပါတယ် အဲ့ဒီနောက်အမျိုးသမီးအမျိုးသားမီတာ210တက်လို့ပြန်ပွဲတွင်ပထမဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့အေယဝတီတိုင်းဒေသကြီးအသင်းနဲ့တတိယဆူရရှိတဲ့မန္တလေးတိုင်းဒေသကြီးအသင်းတို့အောင်တဝူးချင်းစုတစိန်နဲ့ဂုံပြည့်ချင်းမြင့်ဝေများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီပင်တရားရေးဝင်ကြီးဦးဘိုထေကလည်းကောင်း အမျိုးသမီးအမျိုးသားမီတာ220တက်လို့ပြန်ပွဲတွင်ပထမဆူရရှိတဲ့ရန်ကုန်တိုင်းဒေသကြီးအသင်းဒုတိယဆူရရှိတဲ့အေယာဝတီတိုင်းဒေသကြီးအသင်းတတိယဆူရရှိတဲ့ရှမ်းပြည်နယ်အသင်းတို့အားတအူးချင်းစုတစိန်နဲ့ဂုံပြူချင်းမြင်ငွေများကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံးချုပ်ရင်းနှင့်နေဆဲအေယာဝင်ကြီးက၎င်းအတီးတီးချင်းမြင်ကြပါသည် ။အဲဒီနောက်အမျိုးသမီးတကွန်ဆိုင်ရာရှိသောရန်ကုန်တိုင်းဒေသကြီးအသင်းအားအာကစားနယ်လူငယ်ရှိရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းက၎င်း။အမျိုးသားတကွန်ဆိုင်ရာရှိသောအေယာဝတီတိုင်းဒေသကြီးအသင်းအားရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုလ်ချုပ်ပြည်စုံလင်းက၎င်း။စုပေါင်းတကွန်ဆိုင်ရာရှိသောအေယာဝတီတိုင်းဒေသကြီးအသင်းအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက၎င်းစုများသည်သည်ချင်းမြင်ကြပါရယ်။ ်လေလောပြောင်းပွဲများကိုနေပြည်တော်အပါအဝင် တိုင်းဒေသကြီးပြည်နယ်များမှ အသိပေါင်း၁၂သိန်းရှိမြိုက်ခဲ့ကြကြောင်းသိရပါရရှင်ဒီသတင်းကိုရွှေထက်ကိုကပေးပို့ထားပေးဖြစ်ပါတယ်